င်္ဂလာပါခင်ဗျာတန်လွင်တန်းရဲ့တနေ့တာနောက်ဆုံးရသတင်းများစုစည်းမှု podcast အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဝိုင်းနေပါဒီနေ့2025ခုနှစ် March 20ရက်နေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့ကြံမျောထောင်မှာထောင်ဝင်တန်းတွေရဲ့အကျင့်ပြတ်ချစားမှု ပုံမဆိုးဝါလာတဲ့သတင်းစစ်မှုထမ်းမာရင်းစုဆောင်ခဲ့သူတွေကိုအေးအေးယူနေတယ်လို့စစ်ကောင်စီပြောတဲ့သတင်းနိုင်ငံတကာမှာတော့ American ပညာရေးဝန်ကြီးဌာနကို Trump ပိတ်သိမ်းမှုပြင်ဆင်နေတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာ မွန်ပြည်နယ်ကြံမြောချင်းထောင်မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံထောင်အာဏာပိုင်ဝန်ထမ်းတွေရဲ့အကျင့်ပြတ်ချစားမှုပုံမဆိုးဝါးလာတယ်လို့နိုင်ငံရေးအချင်းသူများအဖွဲ့ WOPP ကမတ်၁၈ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒီသတင်းကိုတော့အီမီကတင်ဆက်ပေးထားပါတယ်။ကြံမြောထောင်မှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ထောင်ဝန်ထမ်းပွင့်ပြူဝင်းနဲ့တပ်သားမြင့်မြင့်ထွန်းတို့ဟာနိုင်ငံရေးကျင်းသားမိသားစုဝင်တွေပေးပို့လာတဲ့အငွေတွေပေါ်တသိန်းနဲ့ကျက်၂သောင်း၊သုံးသိန်းနဲ့ကျက်၆သောင်းထိဖြည့်ယူလျက်ရှိတယ်လို့ဆိုပါတယ်။ဒါအပြင်တပ်သားမြင့်မြင့်ထွန်းဟာထောင်မှာ ဝိမန်နီ password နဲ့ ID နံပါတ်တွေယူပြီးဝေထုတ်ပေးစဉ်အချင်းကတသိန်းနဲ့ကျပ်3000ထိမတရားဖြည့်ယူမှုတွေလုပ်ဆောင်ခဲ့ပါတယ်။နိုင်ငံရေးကျင်းသူများအဖွဲ့ WOPP ကတော့လက်ရှိကာလဟာကုန်စည်နှုန်းကြီးမြင့်မှုကြောင့်စားဝတ်နေရေးကျတဲ့နေတဲ့အချိန်မှာမိသားစုဝင်တွေရဲ့ချွေးနေစာနဲ့ပေးပို့တဲ့အငွေကိုစားတော့ရေးအတွက်အပြေအဝသုံးဆွဲလို့မရတဲ့ခြေအနေနဲ့ကြုံနေရတယ်လို့အသိပေးထားပါတယ်။ ဒါကြောင့်ကြိုင်မျိုးထောင်ကအချင်းပြည့်ဝန်ထမ်းတွေကိုတာဝန်ရှိသူတွေအနေနဲ့စီစစ်အေးအေးယူပေးဖို့ကျူးလွန်မှုတွေကိုဆက်လက်ပြုလုပ်နေပါကရက်တက်နိုင်ရေးမိဖက်ဖွဲ့စည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ကြမှာပြောဆိုထားပါတယ်။မွန်ပြည်နယ်ကြိုင်မျိုးထောင်မှာနိုင်ငံရေးပုံမှန်တွေပါဝင်အခြားပုံမှန်တွေနဲ့အချင်းကြခံနေရတဲ့အချင်းသူအချင်းသားထောင်ထဲချီရှိနေတာဖြစ်ပါတယ်။ တက်မတော်အနေနဲ့အရွယ်မရောက်သေးသူကလေးသူငယ်တွေကိုစစ်မှုထမ်းလုံးဝစူးစောင်းခြင်းမပြုဖို့နဲ့အကြောင်းမျိုးမျိုးနဲ့မှားရင်းစူးစောင်းခဲ့သူတွေတွေ့ရှိပါကလည်းအ мян ဆုံးထွက်ခွင့်ပြုနေတယ်လို့စစ်ကောင်စီကပြောပါရီဒီသတင်းကိုတော့ရုံးကြည်ပြားကပြပြပေးမှဖြစ်ပါရီ ဒီကနေ့မှပြုလုပ်ခဲ့တဲ့တက်မတော်အတွင်းမှာအရွယ်မရောက်သေးသူကလေးသူငယ်များအောင်ပြန်လည်နှုတ်ထွက်ခွင့်ပြုပြီးမိဘများထံလွှဲပြောင်းပေးရခြင်းအခမ်းအနားမှာစစ်ကောင်စီတာဝန်ရှိသူတွေကပြောကြားခဲ့တာဖြစ်ပါတယ်။တက်မတော်အနေနဲ့အရွယ်မရောက်သေးသူကလေးသူငယ်စစ်တီတွေကိုတက်မတော်အတွင်းမှာလုံအောင်မကြံရှိစေဖို့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းမှာရင်းစုဆောင်မိခဲ့တဲ့တာဝန်ရှိသူတွေကိုလည်းစစ်စည်းကမ်းနဲ့အညီအရေးယူနေတယ်လို့ဆိုပါတယ်။တမရော်အတွင်အရွယ်မရောက်သေးသူကလေးသူငယ်တွေကိုတပ်ဆိုင်ရာတိုင်းစစ်ဌာနချုပ်လိုက်အသေးစိတ်စီစစ်နှုတ်ထွက်ခွင့်ပြုလျက်ရှိရာအသ မပြည့်စစ်တီ63ဦးစစ်ဆေးတွေ့ရှိခဲ့ပြီး၎င်းရဲ့မိဘများထံကိုပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ဝါရဖြန့်သတင်းစာတွေမှာဖော်ပြထားပါတယ်တမတော်အနေနဲ့တဖက်မှာလည်းယခုလိုပွဲတွေကျင်းပါပြီးအရွယ်မရောက်သေးသူတွေကိုနှုတ်ထွက်ခွင့်ပြုနေပြီပဲတဖက်မှာတော့အရွယ်မရောက်သေးသူတွေပျောက်ဆုံးမှုတွေပိုများလာတာအတင်းအဓမ္မစစ်သားစုဆောင်ခံရမှုတွေပုံမှန်ခံနေရတယ်လို့မော်လမြိုင်မြို့ခံပြည်သူတို့ကပြောပါရတယ် စစ်ကောင်စီအနေနဲ့အလားတူမိဘများထံလွှဲပြောင်းပေးရပွဲအခမ်းအနားတွေကိုရန်ကုန်မြို့စစ်ကြောရေးတွေနဲ့တဲခိုရေးစခန်းမြောက်ဒီစာပေတိုက်ခမ်းမတို့မှာ2012ခုနှစ်မှယနေ့အထိအခမ်းအနားဖြင့်18ကျင်း၊တမတော်အစီအစဉ်ဖြင့်၄ကျင်းစုစုပေါင်း22ကျင်းရှိခဲ့ပြီး1150ဦးခန့်ကိုလွှဲပြောင်းပေးရနိုင်ခဲ့တယ်လို့ဆိုထားပါတယ်တဖက်မှာတော့စစ်ကောင်စီကအစ်မူတန်းပတ်စင်ဆက်တွေကိုမတ်လ18ရက်နေ့ကတပ်ဆိုင်ရာတိုင်းစစ်ဌာနချုပ်ရီမှာရှိနေတဲ့တင်နန်းချောင်းတွေမှာထပ်မံဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထံဥပဒေကိုအာနာရှင်ဟောင်းဦးတန်းရွှေက2010ခုနှစ်မှာပြဋ္ဌာန်းခဲ့တာဖြစ်ပြီးအာနာသိန်းစစ်ကောင်ဆောင်ပူဇော်မှုကြီးမင်းအောင်လိုင်းကပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာအသက်သွင်းခဲ့တာပါစစ်ကောင်စီဘက်ကစစ်မှုထံပတ်စင်ဆက်တဲ့တင်းနှံတက်ရောက်သူတွေဟာစစ်မှုထံဥပဒေအရအရေးချင်းပြည့်မီသူတွေဖြစ်တယ်လို့ဝါဒပြန်ထားပါတယ် မဲဆွေစင်ကပေးခဲ့တဲ့ကတိအတိုင်းပညာရေးဝန်ကြီးဌာနကိုပိတ်သိမ်းမဲ့အထူးမိန့်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမတ်20ရက်မှာလက်မှတ်ရေးထိုးသွားမှာဖြစ်ကြောင်းအင်ဗျူရောကပြောလိုက်ပါတယ်။အဲ့ဒီဌာနကိုထရန့်ဆိုရကမဖြတ်သိမ်းရေးနဲ့ဝန်ထမ်းထောက်ဝက်နှီးပါးကိုမထုတ်ပယ်စေရေးဒီမိုကရက်ပြည်နယ်ဆိုရရှေ့နေချုပ်တွေကပြီးခဲ့တဲ့သတင်းပတ်မှာတရားစွဲဆိုခဲ့ပြီးစိန်ခေါ်ထားပါတယ်။ အမေရိကန်နိုင်ငံသားတွေအားကိုးအားထားပြုနေကြရတဲ့အကျိုးခံစားခွင့်တွေစီမံကိန်းတွေနဲ့ဝန်ဆောင်မှုတွေအနောက်ရှက်မဖြစ်စေရေးထိရောက်စေရေးတည်ကြအောင်ဆောင်ရွက်ရမှာဖြစ်ပြီးပညာရေးဝန်ကြီးဌာနကိုပိတ်သိမ်းဖို့အခုလိုညွှန်ကြားချက်ကိုပညာရေးဝန်ကြီးလင်နာမက်မာဟွန်တန်ညွှန်ကြားထားတာဖြစ်ပါတယ်။ဒီအထူးညွှန်ကြားချက်ကိုမတ်လဇန်ပိုင်းကလေးကစတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။တမနာထရန့်ကပညာရေးဝန်ကြီးဌာနကိုပိတ်သိမ်းဖို့အကြိမ်ကြိမ်တောင်းဆိုထားပြီးကြီးကြီးမားမားလိန်လည်နေတဲ့အလုပ်လို့ပြောဆိုထားပါတယ်။ အဲ့ဒီဝင်ကြီးဌာနကိုထရန့်ကသူ့ရဲ့ပထမယာတုတက်တန်းအတွင်းပိတ်သိမ်းမှုအဆိုပြုခဲ့ပေမဲ့လွှတ်တော်ကလိုက်ပါဆောင်ရွက်မှုမရှိခဲ့ပါဘူး။သူ့ရဲ့ Republican Party ဝင်အပေါင်းပါတွေကပညာရေးဝင်ကြီးဌာနရဲ့ဩစာလွှမ်းမိုးမှုနဲ့ရန်ပုံဝင်ကိုတားဆီးဖို့ကြိုးပမ်းနေကြတာကြားပြီးဖြစ်ပါတယ်။ WWE နိုင်ငံပြိုင်ပွဲပူးတွဲတီထောင်သူအမှုဆောင်ရာရှိဟောင်းမတ်မာဟွန်ကထရန့်ရဲ့ဌာနပိတ်သိမ်းမဲ့အစီအစဉ်ကိုကန့်ကွက်ထားပေမဲ့ဝင်ငွေနှဲပါတဲ့ကြောင်းတွေနဲ့ကြောင်းသားတွေပညာဆက်လက်တင်ကြားနိုင်ရေးလွှတ်တော်ကတင့်တော်တယ်လို့ရမ်ငွေရရှိအောင်ဆောင်ရွက်ပေးမယ်လို့ကတိပြုထားပါတယ်။ ကျောင်းသားတွေအတွက်ချင်းဝေတွေနဲ့ပတန်ဆွမ်းကလေးတွေအတွက်ဝန်ဆောင်မှုတွေကိုဥပဒေအဖြစ်တပေါင်းတစည်းနဲ့ပြဋ္ဌာန်းပြီးဆက်လက်ပေးရတော့မှာဖြစ်တယ်လို့ Trump ရဲ့အထူးညွှန်ကြားချက်ကိုတည်ထားတဲ့သတင်းရင်းမြစ်တစ်ခုကပြောပါတယ်။ Trump နဲ့သူ့ရဲ့ဘီလီယံနာအကြံပေး Elon Musk တို့ကအစိုးရအေဂျင်စီတွေနဲ့စီမံကိန်းတွေကိုလွှတ်တော်ရဲ့ခွင့်ပြုချက်မယူဘဲပိတ်သိမ်းမှုကြိုးပမ်းနေပြီးနိုင်ငံတကာဖွံ့ဖြိုးမှု American အကူအညီပေးရေးအေဂျင်စီကိုလည်းဖျက်သိမ်းခဲ့ပေမဲ့ပညာရေးဝန်ကြီးဌာနကိုဖျက်သိမ်းတာဟာပထမဆုံးဝန်ကြီးဌာနအစ်အေဂျင်စီကိုဖျက်သိမ်းမှုဖြစ်လာမှာဖြစ်ပါတယ်။ တလင်တိုင်းရဲ့နောက်ဆုံးရသတင်းစုစည်းမှုပေါ့ကတ်အစီအစဉ်ကိုတော့အပတ်စဉ်အင်္ဂါကြာသပတေးစနေနေ့တွေရဲ့ညနေ6နာရီအချိန်တိုင်းမှာနားတော်တာဆင်နိုင်ပါပြီ။တလင်တိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကိုတော့ Facebook, Telegram, Instagram, X တလင်တိုင်းရဲ့ website စာမျက်နှာနဲ့တလင်တိုင်း application မှာလည်းဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။တလင်တိုင်းရဲ့နောက်ဆုံးရသတင်းထုတ်လွှင့်မှုကိုနားတော်တာဆင်ခဲ့ကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။